အားလုံးပဲမင်္ဂလာပါကိုဘော gaming facebook page နဲ့ youtube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ဗီဒီယိုလေးကတော့နောက်လာမှာလာမယ့် skin အကြောင်းလေးကိုအပြည့်အစုံလေးပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဗျာဗီဒီယိုလေးမစခင်မှာကျွန်တော် youtube channel လေးကို subscribe မလုပ်ရသေးရင် subscribe နေပြီးတော့ဝင်ရပေးပါဦး subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်ရေအချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ပထမဦးဆုံးအနေနဲ့တော့ကျွန်တော်ဒီပြက်ကရင်လေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်။ဒါနောက်လာကြလို့ရှိရင်တော့ Dead Day ဆိုပြီးတော့မှသူတို့ရဲ့ဒီအထိမ့်မှတ်လိုမျိုးပုံစံလိုမျိုးဒီဂိမ်းထဲမှာပါဝင်လာမှာပဲဖြစ်ပါတယ်ဗျ။အဲ့တော့ Dead Day လို့ဆိုတဲ့အတိုင်းပဲကျွန်တော်ပါဝင်တဲ့ skin တွေအကုန်လုံးကလည်းအနက်ရောင်ပုံစံလေးတွေပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတဲ့ကျွန်တော်ပြက်ကရင်လေးတောင်မှအနက်ရောင်ပုံစံလေးဖြစ်ပါတယ်ဗျ။ ဒီမှာကျွန်တော်နံပါတ်1ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တရက်နေ့ကနေပြီး30ရက်တွင်ကိုကျွန်တော်ပုံမှန်အတိုင်းဂိုဘက်လေးလာမှာပဲဖြစ်ပါတယ်ဗျပြီးတော့လည်းဂိုဘက်စကင်ကဘယ်လိုမျိုးတွေပါမလဲတခြားဘတ်စကင်လက်ထရောင်မလဲဆိုတာကိုပြပြပေးအောင်မှာပဲဖြစ်ပါတယ်ပြီးရင်တော့တရက်နေ့ကနေ6ရက်နေ့တွင်တော့ရှမ်းလန်လာမှာဖြစ်ပါတယ်အဲ့တော့တော့တိမ်မောင်တို့3 star လေးတိုက်ပြပြီးတော့မာသူတို့ပေးတဲ့ position နေဂျန်တွေကိုရယူရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တရက်နေ့ကနေ7ရက်နေ့တွင်ဟိုဒုံးစံတိုင်း CWN လာမှာပဲဖြစ်ပါတယ်ဗျဒီ CWN နဲ့ဂိုဘက်ကတော့ပုံမှန်တိုင်းပဲလာနေကြလေးပေါ့နော်ဒီရက်လေးမှာပါလာတဲ့ရှမ်းလန်လေးတွေတို့ event လေးတွေတို့အဲ့လိုမျိုးတော့ပြောင်းလဲသွားတာဖြစ်ပါတယ်ဗျနောက်တစ်တစ်ခါ အောက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ရှေ့ရနေ့ကနေပြီးတော့မှ55ရက်အတွင်းမှာဆိုလို့ရှိရင်တော့ Shellan Level 2ဆိုပြီး Shellan နောက်တစ်မျိုးကိုလည်းထပ်ပြီးတော့မှတိုက်ရအောင်မှာဖြစ်ပါတယ်ဗျဒီမှာဆိုရင်တော့အောက်မှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော် Metal Event ကြီးကလည်းပါဝင်လာမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ဆေးရနေ့ကနေပြီးတော့မှ30ရက်နေ့အတွင်းဆိုရင်ကျွန်တော် Metal Event ကြီးလာမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်လည်း Hero Equipment တွေလည်းပါဝင်အောင်မှာပဲဖြစ်ပါတယ် Hero Equipment ကတော့ဒီဟာ Minion Print ရဲ့ Hero Equipment တွေပဲဖြစ်ပါတယ်ဗျ Okay ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်22ရက်နေ့ကနေပြီးတော့28ရက်နေ့အတွင်းဆိုရင်တော့ကလန်ဂိမ်းပုံမှန်အတိုင်းလေးပဲလာအောင်မှာပဲဖြစ်ပါတယ်ဗျ ာ Okay အဲ့ဒါဆိုရင်ကျွန်တော် skin အကြောင်းလေးတွေကိုသွားပြီးတော့မားကြည့်လိုက်ကြအောင်ပြပထမဦးဆုံးနေတဲ့ brother ကိုကျွန်တော် go back skin လေးပြပေးမှာပဲဖြစ်ပါတယ် go back လေးမှာကြည့်မယ်ဆိုလို့ရှိရင်တော့တချင်းဆိုနေတဲ့ကောင်မလေးကိုတွေးမြင်မှာဖြစ်ပါတယ်အဲ့ဒါကတော့ brother တော့ queen မဟုတ်ပါဘူးဗျ why champion ပဲဖြစ်ပါတယ် why champion skin လေးကို go back ထဲမှာထည့်ထားပေးတာပဲဖြစ်ပါတယ်ဗျဒီမှာကြည့်မယ်ဆိုလို့ရှိရင်လည်းဘေးနားမှာဒီ wolf ricon လို့ပြောရမှာလားဒီအရိုးကြောက်လေးကောင်မလေးပေါ့နော် အမလေးကိုလည်းတွေ့ပြရမယ်အဲအကောင်လေးနဲ့ तू ကလှမ်းပြီးတော့ပေါက်တဲ့ပုံစံဘလိုမျိုးလဲတော့မသိဘူးခဏနေမှကျွန်တော် skin လေးတွေကိုစမ်းပြပေးမယ်ဒါကတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ group မှာတွေ့မြင်ရမယ်ကျွန်တော်ဝင်ရင် champion skin လေးဖြစ်ပါတယ်ဗျ Okay ဒါလေးကတော့ကျွန်တော်ငားရဲနေ့မှာရောင်းချပေးမယ်စော်လေးတပွေဖြစ်ပါတယ်အဲ့ဒါလေးကတော့ queen ပဲဖြစ်ပါတယ်ဗျဒီ queen ကဆိုလို့ရှိရင်တော့အနောက်ရောက်ဝစ်ဆန်လေးကိုဝစ်ဆန်ထားပြီးတော့မှလက်ထဲမှာလည်း Thompson gun ကိုကင်ထားတာပဲဖြစ်ပါတယ်ဒါကတော့ဒါ dead day အထိမ့်မှအနေနဲ့သူတို့ဘက်ကဝစ်ဆင်ကြတဲ့ပုံစံလေးတွေလို့တော့ကျွန်တော်တို့ထင်ပါတယ်ဗျ ဒီဒီအရဲမှာဇဒိုးလာသိမ်းပါတော့ဒီဘောင်းမီလည်းမထဲလာဇဒိုးလာပင့်အပ်လာပါလားတော့မသိဘူးဒါတော့ကြည်စံတော့မဖြစ်နိုင်ဘူးထင်ပါတယ်โอเคဒီကောင်မလေးကိုလည်းသိမ်းပါတော့က short ကနေဒေါ်လာ9.99နဲ့900ရနေကြလို့ရှိရင်တွင်းမြင်ရမှာပဲဖြစ်ပါတယ်ဝယ်ခြင်းနဲ့ brother lee ရဲ့ jersey မှာလာပြီးတော့မှဝယ်လို့ရတာပဲဖြစ်ပါတယ်ဗျဘဝကမှာဆိုလို့ရှိရင်လည်း senior မှာ go boss လို့ထည့်ပြီးတော့မှကျွန်တော်ရဲ့ channel လေးကိုလည်းအားပေးလို့ရပါတယ်ဗျโอเคနောက်ထပ်ကျွန်တော်ခွတင်ရနေရင်တွင်းမြင်ရမယ်ကျွန်တော် game skin ပဲဖြစ်ပါတယ်တော်တော်လေးကောင်မကိုလည်းကြီးတယ်ထွက်လာခဲ့သမျှ game skin နေတဲ့မှာဆိုရင်ဒုတိယအကြီးဆုံးလို့တော့ပြောလို့ရပါတယ်ဗျပုံမှန်ဆိုလို့ရှိရင် ချိန်တော့ပထမဦးဆုံးဆိုရင်ထွက်လာတာဂိုးလိုင်းကင်းပေါ့နော်တော်တော်လေးကိုကြီးရဲ့ဂျိုင်းရ်ကော်ဒလန်နဲ့တွဲလိုက်လို့ချင်းအကောင်ကြီးကတော်တော်ကြီးကိုကြီးမသွားတာအခုဒီမှာဆိုလို့ရှိရင်လည်းဒီကင်းယူကတော်တော်လေးကြီးတဲ့အနေထားမှာကျွန်တော်တို့ကလမ်းမဲကြီးတထဲလိုက်မယ်ဆိုရင်ဒီကောင်ကြီးကစောင်ရဲကျွတ်လောက်တယ်ဗျပြီးတော့မှကျွန်တော် game play ပုံစံလေးကိုတေချာလေးပြပေးပါဘာနော် skin လေးတွေကိုတော့လမ်းမဲကြီးထိပ်ပြီးတော့ဒီကောင်ကြီးကိုလည်းစမ်းကြည့်ပေးပါမယ်ဗျဒီဘေးကတော်တော်လေးတော့ကြီးလောက်တဲ့ပုံစံလက်ထဲမှာခြင်ထားတဲ့ဓာအိကလည်းဘာခုတ်တဲ့ဓာလေးတော့မသိဘူးလုံးဝပဲ့တော့ပဲ့နေပြီနော်သိပါတော့ အာအင်ဂျင်လေးကိုလည်းလှုပ်ထားတာလေးရာနည်းနည်းတော့တည်တက်တယ်ဗျ dead day ဆိုတဲ့အတိုင်းအကုန်လုံးကတော့အဖြူမဲလေးပဲတွေးမြင်ရမှာပဲဖြစ်ပါတယ်ပြီးသွားရင်တော့ warden skin ပဲဖြစ်ပါတယ် warden skin ကိုကြည့်မယ်ဆိုလို့ချင်းလည်းဒီအဖိုးကြီးကစာအုပ်တအုပ်ထဲပါတာပဲဖြစ်ပါရင်ဒါမှမသိမတော့စာအုပ်ပါပြီဆိုပြီးတော့အထင်မသိနဲ့စာအုပ်ကြားထဲမှာထည့်ထားတာတော့တနက်လေးဖြစ်ပါတယ်အဲ့ဒါလေးနဲ့ထုတ်ချိန်ပြီးတော့ပြစ်ပြမှာဖြစ်ပါတယ်ဒီကောင်ကကျတော့9ရက်နေကြလို့ချင်းဒေါ်လာ9.99နဲ့ shop မှာရောင်းချပြီးတော့မှာပဲဖြစ်ပါတယ်ဗျဝယ်ချင်တဲ့ညီကိုလေးရောဝယ်ဖို့တော့ကိုပေါ်ကတော့ဒီ skin နဲ့ဒီ warden ကိုတော့နည်းနည်းလေးတော့စိတ်ဝင်စားတယ်ဗျနာမည်ကလည်းကျတော့ godfather ဆိုတော့ကျော် ဝါဒစကားတွေအလိုမျိုးကိုဂျန်မန်ဆိုင်ပြီးတော့မှ လုံးဝဒီလိုမျိုးမျက်နှာတီနဲ့အမှန်ကန်ကြိတ်ပြတဲ့ဘဲပုံစံကြီးပေါ့နော်တော်တော်လေးကိုတော့ကျွတ်တဲ့အထဲမှာတော့ပါတယ်ဗျကော်ဖာသားကားတွေကြည်ဘူးတဲ့ဘရာသားတွေဆိုလို့ရှိရင်တော့အာတိမယ်လို့တော့ထင်ပါတယ်โอเคဒါကတော့မီနီယံပရစ်မဖြစ်ပါတယ်သူကတော့7ရက်နေ့မှာဒေါ်လာ9.99နဲ့ရောင်းချပြီးတော့မှဖြစ်ပါတယ်ဘေးနားမှာမြောက်တကောင်လဲပါမှာပဲဖြစ်ပါတယ်မြောက်ကလည်းအုတ်ထုတ်တော့ပါတယ်နော်တိတာဒီဘေးကဒီမြောက်နဲ့ဘလို့တွေဖြတ်တန်းပြီးတော့ဘလို့တွေအကြေးကြမလဲတော့မသိဘူးမြောက်ကသူ့ပုံမှာပဲတီးတက်နေနေမှာမှဒါမှမဟုတ်လှမ်းပြတဲ့ခါမှာမြောက်ကြီးနဲ့ပြစ်မှာလားဆိုတော့ကျွန်တော် ော်ခဏနေပြပေးပါမယ်ဗျโอเคအဲ့တော့ let's go brother ကျွန်တော်ဒီ game play ပုံစံလေးတစ်ချက်တော့သွားပြီးတော့မှကြည့်လိုက်ကြအောင်ဗျပထမအုံသွင်းနေတော့ကိုဘော king ကိုစမ်းပြမယ် king ကိုကျွန်တော်နည်းနည်းလေးစိတ်ဝင်စားလို့ဘလောက်ရှိအကောင်အင်းအန်ချိန်ပြီးတော့ကြီးသွားမလဲပေါ့ဗျလက်မင်းနဲ့ဆိုရင်အခုဒီနားလေးရရှာမယ်နော် game မှာဆိုရင်တော့မမရဲ့မောင်လေးနဲ့တွဲရတာဖြစ်ပါတယ်ဓာတ်နဲ့ခုတ်တာဗျ okay ဓာတ်နဲ့အန်ချိန်ပြီးတော့ခုတ်တယ် validity ပေးလိုက်မယ် oh my god ဂိုးလိုင်းကင်းလိုမျိုးပဲအကောင်ကြီးကတော့ကျွတ်စင်တက်လာဂိုးလိုင်းကင်းတက်တောင်ကြီးသေးတယ်ဒီဘေးက Holy shit Oh my god တိမ်မော်တို့ကြီးကျွတ်စင်ပြသည်လား Oh oh သမိုင်းတလနဲ့တော့အန်ဂျင်ပြီးတော့ခုတ်နေတာဖြစ်ပါတယ်ဒါတော့ Queen ကိုတစ်ချက်ကြည့်အောင် Queen ကတော့ Thompson နဲ့ပြင်ပါလား ability ပေးလိုက်တော့များတော့သူကဆိုဂျိုင်းအဲလိုထွက်လာမယ်ဒါပေမဲ့ तू ကပြစ်တာတော့များမဟုတ်ဘူးဗျတနက်နဲ့ပြစ်နေတာဖြစ်ပါတယ် တနက်နေ့ပြစ်တာလေးဟိုဘယ်လိုပြောမလဲကြီးစံလေးကိုတီချာမမြင်ရဘူးပြတ်တာထီသွားတာပဲမြင်ရတယ်ထွက်တာနဲ့ထီတာနဲ့ပဲပြပြရနော်တွေ့လားကြီးစံဝင်ကျွန်တော်တို့သွားနေတဲ့ပုံစံလေးကိုရေးရေးလေးပဲမြင်ရတယ် Oh my god ရောင်းကင်းတည်နေတာဟာဟိုဘေးတည်တာကြီးကလက်မောင်းမှာဓာိုက်ဆိုင်ပြီးတော့ Oh my god လုံးဝယုံကြည်ရှိတယ်ပြာလှုပ်ထားတာအုတ်ထုတ်ကကျွတ်သွားပြီးတော့လက်မောင်းမှာဓာိုက်ဆိုင်ပြီးရှောနေတာကွင်းကိုတစ်ချက်ရှိုးလိုက်ကိုရတော့မူးနေတာကြည်ကနဲ့တနက်ကြီးနဲ့ပြုတ်ကြမယ်လမ်းမှာသူထည့်လာတဲ့ဒီချက်လောက်မှထည့်လာတဲ့ ပင့်အံ့လေးလားမသိအဲ့ဒါလည်းထွက်ကြနေမယ်ဗျကဲဝါရန်လေးတစ်ချက်ကြည့်အောင်ဘိုးရတော့အေးစစ်စစ်ပဲဂေါ်ပါသာဆိုတဲ့အတိုင်းပဲတနက်ကိုတရှန်ချင်းစီအန်ချိန်ပြီးတော့ပြပြနေတာဖြစ်ပါတယ်အထိတ်ကဆပရိုက်ဇာနဲ့ထင်တယ်တရားโอเค validity ပေးလိုက်ပါဦးမယ်ဝါရန်ချောင်းရောဘလို့ရှောင်းမလဲမသိဘူးရှက်ကြည့်အောင် Oh my god ယောက်တိုင်းရမိုက်တယ်ကွာတိုင်းတော့ဝါရန်ရတော်တော်ကျွတ်တယ်ကွာโอ้ ။ဘာလဲဘလို့ချောသွားလဲ။ဘယ်မှာထိသွားလဲငါကောင်။ရေဘက်မှာထိသွားတာဒီလေဘင်းသားမအောင်သွေးပြန်စမ်းကြည့်နေတဲ့လားလက်ကနေပြီးတော့။ Okay ဝိုင်းရင်ရှမ်ပီယံနဲ့တော့ဂိုးဘက်မှာပါရစကင်လေးဖြစ်ပါတယ် Let's go buddy ။အာရေရပစ်တာတော့ထွက်လာတဲ့ဟာတခုနော်တဲ့လား။သူလက်ပြလိုက်တဲ့ဟာကဟိုကောင်မလေးတော့မဟုတ်ဘူးသူအော်ဘက်ပုံစံမျိုးလုတ်ပေးနေတာတိလာရောက်တယ်အင်းလုံးဝဒီဝိုင်းရ်ချန်ပီယံရဲ့ဘေးနားမှာပဲတက်တက်ကိုလိုက်ပြီးတော့မှနေနေတဲ့ပုံစံလေးဗျာ ဒီကောင်မလေးလက်ထဲမှာကင်ထားတဲ့အဝိုင်းနဲ့လှမ်းပြလိုက်တာဖြစ်မယ်နော်။ Okay ဒီကောင်ဘယ်လိုရှင်းလဲ။ဟဲ့ဒီကောင်ဘယ်လိုရှင်းနေတာတိုင်းကောင်းမှုနေရတာ။အော်အေး Okay အဲ့တော့ကျွန်တော် mini print လေးချက်သွားကြည့်အောင်မယ်။ Okay mini print ရဲ့မြောင်လေးအောင်ဘယ်လိုတွေလောက်ပြအောင်မလဲတစ်ချက်လောက်ကြည့်အောင်ဗျ။ Okay mini print ရတော့ AC သူ့အတူလက်ဖြောက်တီးပြီးပြည့်နေရလား။မြောက်ကဘာလိုက်လောက်တော့ဘေးရနေရမြောက်ကမြောက်ကတက်တက်ကိုဆောက်ွက်လိုက်ပြောင်နေရလား။ โอเค your ability ချက်ပွက်မယ်မြောက်ကိုအဲ့လိုမျိုးအလှလောက်ပဲသူတို့ထည့်ပြီးတော့ဒီလားအဲ့လို patch လေးအဲ့လိုမျိုးထည့်ပေးလာတာလည်းကောင်းပါတယ်တောင်မန်းလည်းလုံးဝဖြည့်အောင်အခုမှပေါက်လာတဲ့အနုလေးကြာနေရပဲဟာရောက်ရင်မြောက်ကလေဘင်းတွေပါဆွေပါးတွေပါရိုက်နေ what the hell bro သူခေါ်လာတဲ့မြောက်ကဟိုကောင်မူးနေလို့လေဘင်းကကျိုးဆွဲပြီးပါးတွေကြီးလိမ့်ရရင်နဲတော့နဲသေးတယ် အဲ့ဒါကြီးကတော့ကျွတ်တာပေါ်ရောက်နေမီယာပရစ်စကင်လည်းမစိုးပါဘူးဗျ။ Okay ဒါကတော့ကျွန်တော် dead day scenery ဆိုတဲ့အတိုင်းပဲကျွန်တော်ဒီလမှာထွက်ရှိလာမယ့် mask skin ပဲဖြစ်ပါတယ်ဗျ။ ဒီကောင်လေးကလည်းတော်တော်လေးကောင်မောင်ကျွတ်တယ်။သူကကျတော့ brother တို့၃ရက်နေမှရောင်းချပေးမှဖြစ်ပါတယ်။ဒီကောင်ကတော့အစောဆုံးလာမှာပဲဖြစ်ပါတယ်နော်။ Okay ကျွန်တော်သူ့ရဲ့ mask နဲ့တစ်ချက်လောက်ကြည့်လိုက်ကြအောင်ဗျ။မက်လေးကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုဘိုးတို့ကမျိုးပြအလဲတက်တက်မှရောက်ရှိနေတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဘေးနားမှာကျွန်တော်တို့တိုက်တွေလည်းရှိမယ်။သွားနေတဲ့ကားတွေရောကျွန်တော်ရဲကားတွေရောလူတွေလမ်းလျှောက်နေရရောပါအကုန်လုံးတွေးမြင်ရမှာဖြစ်ပါတယ်ဗျ။ ကျွန်တော်တိုက်တည်ကြားထဲမှာအပေါ်စီကလည်းလမ်းကြည့်နေတဲ့ feeling မျိုးကိုခံစားရမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကားရောင်လေးတွေမောင်းနေတာဒါအရင်ခေတ်ကပုံစံမျိုးထင်တယ်ကြည့်ရတဲ့ပုံစံဒီမှာလည်းဗာလေးလည်းတိမ်မောင်းကားတော့မဟုတ်ဘူးဒီကောင်ကတွန်းဆွဲတဲ့ပုံစံမျိုးဒါမှမဟုတ်သူတို့ရဲ့ဘက်ထဲမှာအခု delay ကရှိနေတုံးပဲလားဆိုတော့ကျွန်တော်တို့မပြောတတ်ဘူးเนาะအတိအကျမသိတော့ delay တွေဆိုတော့လေသူတို့ဘက်က delay တွေဆိုတော့မပြောတတ်သေးဘူးပေါ့ okay အဲဒီမှာဆိုလို့ရှိရင်လည်းဒါဒီမြောက်လေးနဲ့ minion print လား ီမှာတော့ queen ယုံသိသိမောင်တို့ကဒါတင်းတင်းမြင်နေရမယ်ဗျာသိလားအဲ့လိုမျိုးလေးတွေလိုက်ပြီးတော့ထားတာပြင်မသိရင်ကျတော့ legendary mask ပုံစံလိုမျိုးဖမ်းကျင်နေရဗျာသိလားအဲဒါဒါလေးတွေကမိုက်တယ်ကွာဟောင်းလေတင်းမော်လေးတွေလှောက်ထားပေးတာမီလေးတွေလင်းပြီးတော့အမှန်ကန်လေးဗျာ okay မစိုးပါဘူး masking ကတော့ masking ကတော့ကျွတ်တယ်နော် brother တို့ဟုတ်ဟုတ် လူလေးတွေလမ်းချောက်ဘာဘာလေးတွေလမ်းချောက်နော်အမှန်ကန်လေးတွေဒါဒီမှာဘာလဲဂန်စတာဖွဲ့လာရောက်နေကော့ဘားသားတို့တော့ကော့ဘားကော့ဘားသားတို့ရဲ့နေရာလားတော့မပြောတတ်ဘူးဒီသားမှကြည့်အောင်လက်ပိုက်ပြီးတော့စောင့်နေอืมသူတလေးနဲ့သူ့ဆက်ကတော့ဟုတ်နေရပဲဒီမှာလဲဒီမှာစောက်ဝက်ကြီးဖြတ်ထုံးနေတယ်ဒီမှာလဲလက်ဝက်ထိုးနေကြတာသိမ်းမောင်းလို့ရေး Oh my god အမဂျိုင်းကြီးကထိုင်ကြည့်နေတာ Oh ကော့ဘလန်ကတော့အမြဲတမ်းရှီဆောင်တော့ပဲဒီကောင်တွေကဘေးကနေမြောက်ထိုးပင့်ကောင်လုံးတဲ့ကောင်တွေအမတွေ့လားအဲဘဲဒီ อืมကားတွေတော့အာကားလေးထွက်တယ်မဖက်နဲ့ဒီပါရောင်းလာလားပါလားဆိုင်းဘုတ်တွေပါရင်။အော်တော်တော်လေးတော့လှုပ်ထားပါတယ်သိမလို့ရေလေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်းရေလေးကအသက်ဝင်နေတဲ့ပုံစံလေးကိုတွေ့ရမယ်ပဲသိလားရေလေးရေလေးလှုပ်နေတဲ့ပုံစံရောတကယ်ရေလိုမျိုးပြအဲ့လိုမျိုးလေးအော်အော်ဒီမှာလည်းကွင်းရုပ်ထုအကြီးပါရယ်နော်ဘရာသာစာအုပ်ကြီးပိုက်ထားတဲ့ကွင်းရုပ်ထုကြီးပါရယ်။အင်းဆိုးပါဦးမတ်စကင်လေးကိုပြောရမယ်ဆိုရင်တော့ဒါလေးကတော့ကျွန်တော် ပုံရနေကြလို့ရှိရင်ဝယ်လို့ရမှာဖြစ်ပါတယ်။သူကလည်းပုံမှန်တိုင်းပဲကျော်ဒေါ်လာ6.99နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်။နောက်လောက်ထပ်မဲ့ကိုဘော့ဝယ်ခြင်းလေဆိုလို့ရှိရင်တော့ကိုဘော့စီမှာလာပြီးတော့မှဝယ်လို့ရတယ်။ကျွန်တော်ရဲ့ Viper Telegram လေးကိုဒီမှာရေးထားပေးပါမယ်ဗျ။ကိုဘော့ပြောခဲ့တဲ့ Hero Skin တွေကကြတော့ကိုဘော့ပြောတဲ့ရက်မှာပဲထွက်ချီမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီရက်နေ့ရောက်လို့ရှိရင်ဝယ်ခြင်းနဲ့ Brother League ကလာပြီးတော့မှဝယ်လို့ရပါတယ်ဗျ။ Okay အဲ့တော့ကျွန်တော်ဒီဒီ Video လေးကတော့တော့ပါပဲ။ Video လေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ရှိနေတာကိုကျေးဇူးများကြီးတင်ပါတယ်။အားလုံးပဲပါမယ်မှာကျွန်တော်ရဲ့နောက် Video ချက်မှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။